ွင့်တော့ဖူးတာဝင့်လို့ချီပြီးနေကြီးမှာရွှေကြီးတော့ငါတို့စာတင်ကြောင်းအခုကတော့မဟုတ်ဘူးဘုံမှန်နဲ့ငါတို့ကြောင်းဟောဒီမှာတွေးဆွနေတဲ့အဝတ်တွေတွေးဆွနေတဲ့ကလေးတွေရဲ့အဝတ်တွေအခုလဲအပေါ်မှာဝဲနေတုံးပဲကလေးတွေရဲ့ပညာသင်ကြားမှုအတွက်ဘာဖြစ်လို့ဒီလိုလုပ်တာလဲ2025ခုနှစ်မေလ12ရက်စကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်တပင်းမြို့နယ် ် all thing free ချေးရွာမှာမနက်7:00နာရီလောက်ကစစ်ကောင်စီတပ်ကနေပြီးတော့ဘုံကျဲချပြီးတိုက်ခိုက်သွားတယ်။ဟောဒီနောက်ကအခန်းထဲမှာစားသင်းနေတဲ့ကလေးတွေတဲကအ ਨੇ စုံ10ရောက်တည်ဆုံး။ဆရာဆရာမဥယျာလည်း2ရောက်တည်ဆုံးသွားတယ်။ထိခိုက်ဒဏ်ရာရတဲ့အရေးအတွက်တည်းကကျမတို့အခုထိကိုထုတ်ပြန်ကြေညာနိုင်ခြင်းမရှိသေးဘူး။အများကြီးပဲ။စားသင်းနေမတက်မှာကိုပဲထိခိုက်ဒဏ်ရာမှုတွေရရှိတာ ကျွန်မတို့ရဲ့ကလေးတွေကိုအမုန်းတွေအညှိုးတွေအာဃာတတွေဝင်မလာအောင်လို့ကျွန်မတို့ကတွန့်တင်ဆုံးပါတယ်ဒါပေမဲ့ဒီနေ့စစ်ကောင်စီလုတ်သွားတဲ့လုံရက်ကကလေးတွေရဲ့နှလုံးသားထဲမှာရောအုံနောက်ထဲမှာလေအမုန်းတွေအညှိုးတွေအာဃာတတွေဝင်သွားပြီအဆမ်းမှုရုံမှားမှုအောက်တန်းချမှုတွေအလုံးကကလေးတွေရဲ့စိတ်ထဲမှာနှလုံးသားထဲမှာစွဲထင်သွားတယ်နိုင်ငံတကာကကုညီတိုင်းတဲ့လူတွေရော ကျွန်တော်တို့ကလေးတွေဘလောက်ထိပေမဘလောက်ထိစုံရှုံမအတန်ထွက်ပြီးပြောပြကြမှာလေအားလုံးနားတွေမကြားကြတော့ဘူးလားကျွန်တော်တို့ကလေးတွေအတွက်ကူညီပေးကြပါ Save our children ကျွန်တော်တို့ကလေးတွေအတွက်ကူညီပေးကြပါလူအခွင့်ရေးလူအခွင့်ရေးလို့ပြောနေတယ်အခုလို့ဒီလိုဖြစ်တယ်ကလေးတွေတေးကြည့်တယ်စာတင်ကြောင်းတွေပြက်စီးအဲ့ဒါကတော့အလုပ်လူအခွင့်ရေးကိုထိုးပေါက်တာမဟုတ်ဘူးလားကျွန်တော်တို့မကူဘူးတင်းထားမယ်ဘာဖြစ်လို့မကူရလဲ ကျမတို့ရှစ်ဆက်လို့ရမယ်အလုပ်တွေအများကြီးရှိဒီလောက်ထိအောင်ဖြစ်ပြီးမှတော့လုံးဝနောက်ဆုတ်စရာအကြောင်းမရှိဘူးဒီဟာတွေအတွက်ထိုက်တန်နဲ့ပြစ်ဒဏ်ကိုပေးနိုင်အောင်ကျမတို့စူးစမ်းဒီပြစ်မှုကိုကျူးလွန်ထားတဲ့ကျူးလွန်တဲ့သူတွေအားလုံးကောင်းမွန်တဲ့ပညာသင်ကြားရေးမရပါစေနဲ့မိသားစုတွေဘယ်တော့မှချမ်းချမ်းသာသာမနေရပါစေနဲ့ဒီကလေးတွေကြုံတယ်လို့ဒီမိသားစုတွေကြုံတယ်လို့ သူတို့ကလည်းထတ်တူထတ်မြတ်ခံစားပါစေလို့ကျမကတော့ကြိမ်ဆိုလိုက်တယ်ကျမပြုတ်သည်များကုတွေအားလုံးကိုတိုင်တယ်ပြီးကြိမ်ဆိုလိုက်တယ်ထတ်တူအကျိုးကိုခံစားကြပါစေကျမကတော့အပါဝင်တခြားလူတွေအတွက်ကတော့တော်လန်ရေးမအောင်မချင်းဒီလိုရက်ဆက်ကြမ်းကြုတ်မှုတွေကိုအပီးတိုင်အဆုံးသတ်နိုင်ဖို့အတွက်စစ်အာဏာရှင်စနစ်ကြာဆုံးမှုတွေကျမတို့ဆက်လက်ပြီးတိုက်ပွဲဝင်နေပါမယ်မချေတို့တာပါရှင်တတိကမှတ်သားမှာ အထဲတဲကတဲ့ခုံတွေကအလောင်းတွေကိုကောက်တဲ့အခါကျတော့ထုတ်ရတာမလွယ်လို့ဆိုပြီးခုံတွေအကုန်လုံးအပြင်ကိုထုတ်လိုက်တာအေးချမ်းချမ်းစာတင်နေတဲ့နေထားနေရုပ်ချင်းဒီလိုဖြစ်သွားမယ်လို့တို့ဘယ်ထင်ကြမှာလဲ သွေးစွန်းနေတဲ့ဖက်နှက်ကလေးရေလက်တန်းလေးရေခေါင်းကဥကုန်လေးရေဒါဥကုန်ရိုးလေးတွေပါဒါစပင်ချီလေးတွေပါကောချင်းကကစကိုင်းငလျင်ဘေးကြောင့်ဒုက္ခရောက်နေကြတဲ့ပြည်သူတွေကိုအားပေးကူညီတဲ့အတွက်ဒီဘက်ကိုရောက်နေတာရောက်နေရင်းနဲ့အပြန်ခရီးကိုသွားနေတော့မှဒီသတင်းကြားလို့ဒီကိုအမြန်ဝင်ပြီးတော့ပြေးလာခဲ့တာပါ စစ်ကောင်စီဘက်ကပြောတယ်လို့ကိုဟာရှိတယ်ထားရှိတယ်ဘာမှမရှိဘူးလုံးဝကလေးသူငယ်တည်တတ်စာတင်နေတဲ့နေရာဖြစ်ပါတယ်ကျမတို့အတွက်တရားမျှတမှုကိုရအောင်လို့တန်ထန်နေတာဝိုင်းဝန်းပြီးတော့အ탄ထွက်ပြေးကြပါလို့မြစ်တယ်လက်ခံ